တရှင်းနဲ့မကုစိန်ငါကြီးဆိုတဲ့အတိုင်းပေါ့နော်။စိန်ငါသွားတယ်ပဲပြောရမှာပါနော်။ပြောတော့ကြားလို့ကုစိန်ငါကြီးဆိုတဲ့သူအပြင်ကလက်တွေ့ဘွားလည်းအဲ့လိုဖြစ်ခဲ့တာဆိုတော့အဲ့ထဲမှာကျွန်တော်ဝင်စိန်ငါပေးရတာပေါ့လေ။ဒီသူ့တချင်းပုံဖော်တဲ့အထဲမှာတကယ်တမ်းကျတော့ကျွန်တော်အဲ့လောက်စိန်ငါတဲ့လူမဟုတ်ပါဘူး။စကားဟိုဟိုလေလူအများကြီးနဲ့စကားပြောတတ်ခဲ့တယ်ဒီမှာမြန်မာလေးကမပါဘူးပေါ့။မပါဘူးဆိုတဲ့အခါကျတော့ညီမအမြင်တဲ့အခန်းထဲမှာပဲ။ကိုကြီးကတော့စိတ်ပူတာပေါ့နော်။စိတ်ပူပြီးတော့ငယ်မ ဒီအခိုင်နဲ့မှာပဲအောင်းမင်းနဲ့ထွက်ခဲဆိုတော့အများနဲ့တကားလာလာခောက်ပြီးတော့အဲ့လိုနှိုးပေးပါတယ်။အဲတချင်းဆိုလေသူကနေပဲဆိုတာ။သူကလည်းစကားမပြောအဲ့လိုလုပ်လို့မရအောင်အဲ့လိုလုပ်လို့မရအောင်နည်းနည်းစကားတွေပဲပြော။ဟာလာပါတာလာပါဘလိုပဲဖြစ်ဖြစ်လေခင်မင်းရင်းနှီးသွားအောင်ပေါ့။ကိုကြီးစကားတွေကတော့ကြည်ဖြစ်တယ်ဒါပေမဲ့စကားနဲ့မဲ့ရမမှန်မိနိုင်ဘူး။ကြည်တာများလား။ကြည်တာများပါ။ ဒီဈေးလေးထွက်လာခဲ့တဲ့ကိုစိန်ကားကြီးထဲမှာကျွန်တော်ရန်ကိုစိန်ကားထားပါတယ်လို့ညီမလေးတချင်အသက်ဝင်သွားအောင်ကဲအားလုံးပဲမင်္ဂလာပါရှင်ညီမကတော့တိတက်ရှင်အစ်တလေးပေါ့နော်တိတက်ရှင်ရွှေတင်စာထုံးဖြစ်ပါတယ်ရှင်အဲညီမဒီနေ့ရိုက်တဲ့တရှင်လေးကတော့အာဒီစီယာရင်းနှီးကြောင်ကိုဆွေရေးပြီးတော့အာကိုဆွေရေးထားတဲ့ကိုစိန်ကားကြီးတရှင်လေးပါရှင်အကူနဲ့ရိုက်ဖြစ်တာတော့အကူရဲ့အကူရဲ့ပြိတ်သက်တယောက်ပါပေါ့နော် အကိုရဲ့ market break တက်ပါပြီးအကိုရဲ့တင်းဆောင်ရတူလည်းအရန်ကြိုက်တယ်ပေါ့နော်အဲဆိုတော့အကြောင့်လို့မွန်မွန်နေ့ရောက်တိုင်မင်းနေပေါ့နော်ပြီးတင်းဆောင်ခေါ်လို့ခေါ်မလဲကိုကြီးတောင်းမလဲပေါ့နော်ကိုကြီးတောင်းမလဲဆိုတဲ့အခါမှာကိုကြီးစင်နာအရင်ပြင်းပြင်းမိပါတယ်ဟောအဲကြောင့်လို့ခေါ်ရှိပါတာပါအဲသူကကျတော့လည်းတိတ်ကျွန်တော်တို့နဲ့စိတ်နဲ့လူမဟုတ်ဘူးလေအဲဒီကို make up assign ဆိုတာကလည်းကျွန်တော်တို့နဲ့ကဒါ ဟိုနှစ်ပေါင်းများစွာဆယ်စုနှစ်တခုလောက်ကျော်ခင်လာခဲ့တာဆိုတော့အဲ့ဒီအချိန်ကြောက်ပဲဒါပါဝင်အားဖြစ်ပြီးတာပေါ့နော်ဒီအချင်းလေးထဲမှာပြီးတော့လည်းဒီအချင်းကိုရိုက်ဖို့အတွက်အဲနှစ်၃လေးနှစ်လောက်ရှိသွားပြီသူပြောထားတာလေအဲသူဒီချင်းလောက်တဲ့ခါကျရင်အခုအကူညီပေးပါအောင်ပါညာဆိုတော့ ਨੇ အခုလည်းဟိုဂရီတီတဲ့အတိုင်းလုတ်ပေးရတာဗောလေပါဝင်အားဖြစ်ပေးရတချင်းလေးလည်းပေါက်စီခြင်းနဲ့ပြီးတော့ပြိသက်လည်းအတင်းစားကိုအားပေးစီခြင်းနဲ့ဗောနော်အားကြောင့်လို့ပါညီမတချင်း ဟိုဝေဝေတော့မင်းဆိုတဲ့ခါမှာပေါ့နော်အဲအားလုံးအကုန်လုံးဒီတချင်းဝေတာကအစာပေါ့နော်အကိုကပဲအကုန်လုံးစီစဉ်ပေးတဲ့ဆိုတဲ့ခါမှာဒီတချင်းလေးနားထောင်ကြည့်ပါဆိုတော့တချင်းလေးပို့ပြီးပါတယ်ဒီမှာတချင်းလေးနားထောင်ကြည့်တဲ့အခါမှာအရန်လဲကြိုက်ပါတယ်စာသားလေးလည်းအရန်ကောင်းတယ်ပေါ့နော်ပြီးရင်ညီမရဲ့ဘဝတက်စီရှုနဲ့လည်းဟိုတိုက်ဆိုင်မှုတွေရှိတဲ့အတွက်ကြောင့်မလို့ပါနော်ဒီတချင်းလေးကို ဝင်ဖြစ်ခဲ့ပါတယ်ဝင်ပြီးတော့စုဖြစ်ခဲ့ပါတယ်ရှင်တချင်းနဲ့မြကုစင်ငါကြီးဆိုတဲ့အတိုင်းပေါ့နော်စင်ငါသွားတယ်ပဲပြောရအောင်ပါပါနော်ကုစင်နိုင်နေရရှေ့မှာလည်းစုံဘူးခဲ့ပါတယ်ဟုတ်ဟိုနေပွဲတွေလည်းအတူတူသွားဘူးခဲ့ပါတယ်တချင်းနဲ့အတူတူစုံဘူးခဲ့ပါတယ်အာညီမရဲ့စီပွားရေးချင်းနေရအာညီမမိဘဂျမိုင်းချင်းနေရကြောင့်ရှေ့မှာ လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာတရှင်းနှစ်ပုတ်လုတ်ပြီးတော့ညီမနားနေပါတယ်နားပြီးတော့ဒါပထမဦးဆုံးဒီတရှင်းပြန်ပြီးတော့ဆိုတဲ့အခါမှာကိုင်းစင်နိုင်တဲ့ပထမဆုံးပြန်တွေ့တာပေါ့နော်ကျွန်တဲ့တေယုဆောင်မင်းမီနှစ်ယောက်လည်းထပ်ပါသေးလေအဲသူတို့ကတော့အဲ့ကြားထဲမှာတေယုဆောင်လေဒီညီမလေးကတော့ဒီတရှင်းတစ်ပုတ်လုံးထဲမှာအဆိုးကပ်ပဲပါမှာအဲသူကတော့တေယုမဆောင်ကျွန်တဲ့လူတွေပဲတေယုဆောင်ကြပါညီမပြောပြထားတာတော့မရှိပါဘူးညီမရဲ့ခံစားချက်ဟုတ်ပြောပြထားတာမရှိဘူးအဲဒီဒီရေးဆရာရင်နဲ့ပြီးရင်ဟို ဒီ director နဲ့ပေါ့နော်အဲတိုင်ပင်ပြီးတော့ဒီလိုဒီလိုလေးပုံဖော်မယ်ဆိုပြီးတော့အာဒီရောက်မှပဲကိုကြီးတို့နဲ့တိုင်ပင်ပြီးတော့ရိုက်ဖြစ်ကြတာပါတချင်းလေးကလည်းသိပြီးတော့တိုင်ပင်စရာမလိုဘူးဆိုတော့ဘာလို့ဆိုတော့ဒီတချင်းရဲ့စာသားတွေဟိုမှာဟိုဟာဇလန်းလေးရှိပြီးတာဆိုတော့လေအဲ့ဒါလေးကိုပဲဘာလို့ဆိုတော့မြန်မာတန်ဆိုတော့လေဒီမြန်မာတန်နဲ့ပတ်သက်တဲ့ပုံဖော်ရိုက်ခုရတာဆိုတော့ဒီတချင်းလေးရဲ့အတိုင်းကိုပဲပုံဖော်ပြီးတော့ဇလန်းဖြစ်ဖန်တီးရတာဟုတ်ကဲ့ညီမကိုပိုင်းတရှင်းပါရှင်ဟော ကိုရဲ့ကိုပိုင်သချင်းဆိုပေမဲ့ဟိုအရန်တိုက်ဆိုင်နေတဲ့ခါဆိုတော့ပို့ပြီးတော့လဲကြည်နဲ့ရတယ်ပေါ့နော်ဟိုကိုပြောချင်တဲ့စကားလေးဒီထဲမှာပါလာတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ဟိုဒီသချင်းဆိုရတာပို့ပြီးကြည်နဲ့မိတယ်ပေါ့နော် तू ကတဖို့လုံးခံစားချက်နဲ့ဆိုတာပြောတော့အောင်ကြားလာကိုစိန်ငါကြီးဆိုတယ် तू အပြင်ကလက်တွေ့ဘောကလည်းအဲ့လိုဖြစ်ခဲ့တာဆိုတော့အဲ့ထဲမှာကျွန်တော် ဝင်စိန်ငါပေးရတာပေါ့လေဒီသူ့တချင်းရဲ့ပုံပေါ်တဲ့အထဲမှာတကယ်တမ်းကျတော့ကျွန်တော်အဲ့လောက်စိန်ငါတဲ့လူမဟုတ်ပါဘူးညီမလေးတချင်းအသက်ဝင်တော့ကျွန်တော်ဝင်စိန်ငါပေးရတာပါ မသိဘူးမသိဘူးခုနကမှသိတာအခုပြောအင်တာဗျူးနဲ့မှာဟာဒီလိုကြောင်းရှိရသွားဟာကိုတော် surprise ဖြစ်သွားတကယ်ခံစားချက်ဆိုတာလားဆိုတော့ဘာဖြစ်ဖြစ်ခံစားချက်နဲ့ထုတ်ပေါ်တဲ့ဒီသတင်းလေးကိုပေါက်စီခြင်းနဲ့ပေါက်ပါစီလို့လည်းကျွန်တော်ဆုတောင်းပါတယ် ိုက်ပါတယ်ကျွန်တော်တို့ကအခု music နဲ့ပတ်သက်လို့ရှင်အလွှာသီးသီးပုံစံမျိုးမျိုးနဲ့တည်ဆိုကြညတယ်ပြီးတော့အဲခံစားနားဆင်တဲ့ပရိသတ်တွေဆိုတာလည်းမျိုးမျိုးရှိရယ်မြန်မာတန်ဆင်ကြိုက်တဲ့လူရှိတယ်ခစ်ပေါ်ကြိုက်တဲ့လူရှိတယ်အမျိုးမျိုးရှိရယ်ပေါ့နော်ဒါပြည့်မြန်မာတန်ဆင်ကြိုက်တဲ့သူကတော့မြန်မာတန်ဆင်နဲ့ဒီတချင်းရောက်သွားမှာပဲလေအဲ့တော့ဘလို့ပဲဖြစ်ဖြစ်အဲဘလို့ပရိသတ်မျိုးပါပဲအားပေးအားပေးဒါပရိသတ်ပဲအတူတူပဲလေအဲ့တော့အားပေးရကြုံနဲ့အောင်ကိုစူးစမ်းပြအောင်ဟုတ်ခင်နာကြရလာကြပါဦးเนาะဟိုဟာဟုတ် သူခုနမိတ်ကအဲဆိုင်စီကသူညီမကိုညီမဆိုတော့ရှူတင်ကိုအလဲခေါ်လာတာအများကြီးမနေတော့အဲ့ရနေမှာပွဲချင်းဆိုတာတော့သူလည်းပါလာတယ်အဲ့ထည်လည်းမြန်မာတန်းတင်ဆိုတာလေးတွေ့တော့အရင်မိုက်တယ်သူရဲ့အရင်တဘောကောင်းတယ်တကယ်စိတ်ရင်အရင်ကောင်းတယ်ညာစီကနာကောင်းတယ်ပေါ့နော်လူငယ်နှစ်နှစ်ပေါ့နော်နော်နှစ်နှစ်မှာ home လေးကိုတချင်းဆိုသွားကြတာတချင်းဆိုသွားကြညီမကပြောမယ်ဆိုတော့အရင်ဟို စကားဟိုဟိုလေလူအများကြီးနဲ့စကားပြောတတ်တယ်ဒီမှာညီမလေးကမပါဘူးဟောမပါဘူးဆိုတဲ့အခါကျတော့ညီမအမြဲတမ်းအခန်းထဲမှာပဲအဲဆိုကိုရအပြင်းအနေလေသမင်းစားလည်းမသူမှမကြည့်ရအောင်အဲဆိုအထဲမှာဘာလုပ်နေလဲကိုကြီးကတော့စိတ်ပူတာပေါ့နော်စိတ်ပူရငယ်မအခန်းထဲမှာပဲအောင်းမနေနဲ့ထွက်ခဲဆိုတော့အမြဲတမ်းတကားလာလာခောက်ပြီးတော့အဲ့လိုနှိုးပေးပါတယ်အဲတချင်းဆိုလေသူကနေပဲဆိုတာသူကလည်းစကားမပြောသူကစကားပြောအဲတင်တာလင်းလင်းပါပြီဟုတ်ဟုတ်ကိုအကိုကြီးတော်တော် ဆိုပြီးပြန်စင်လာတရားထိုင်စကားလေးပါလေးပြောကိုအနုညာသွားဆိုတာကတော့ဒါနှုတ်ဆောင်ပါခြင်းပါရှိရတယ်လေဆိုတော့ဒီတိုင်းလဲကိုနေတတ်တယ်လို့နေလို့မရတော့တချို့ပတ်ဝန်းကျင်နဲ့ဆိုတော့သူအတူတူနေတတ်နေရကျင်းဆိုမှပါပြီနော်တဆိုတော့ဆိုဆိုးစင်းလာဒါပဲဘာမှမပြောဘူးလို့ဆိုအဲ့ကြအဲ့လိုလုပ်လို့မရအဲ့လိုလုပ်လို့မရနည်းနည်းစကားလေးပါလေးပြောအလာပါတလာပါဘလိုပဲဖြစ်ဖြစ်လေခင်မင်းရင်းနှီးသွားအောင်ပေါ့အဲ့လိုမျိုးအဲ့လိုမျိုးပါသူကအေးတယ်အဲ့တချင်းပဲအဲ့တချင်းပဲသူကြက်နေအားနေတချင်းကြက်တယ် ူများတဲ့အချိန်နေသူကြာအောင်ဆိုင်နားထောင်နေဒါသူသူပသက်တဲ့သူ့ရဲ့နှုတ်ပညာနဲ့ပသက်သူစူးစမ်းမှုပေါ့နော်ဆိုတော့ဟိုအနည်းအေးတာလည်းကောင်းပါတယ်ဒါပေမဲ့ခုနပြောနေပြောဟိုတချို့နေရာတွေကျတော့ကာလန်ဒေတာမပေါင်ဝင်နေပေါ့တငငချင်းပေါင်းနေတော့အရစပြောအဲ့ဒီခင်မင်မှုလေးရလာပြီးတော့အလုပ်လုပ်တဲ့ခါကျတော့ ိုသူများနဲ့မတူဘူးလေအခုဆိုလဲဒါကျွန်တော်နဲ့ကဒါမောင်နှမလေးလို့ခင်သွားတော့အလိုလိုတဲ့ခါကျတော့အညီမလေးတချင်းဆိုတာမလို့ကူညီပေးပါကိုကြီးဘာဖြစ်ရညာပြဆိုတော့အများကြီးပြောစရာမလိုတော့ဘူးအဲတိနေပြီဟိုအဲအဲ့ဒါလေးတွေအထောက်ကူအများကြီးပြုတယ်လေအမှုပညာတိုင်းဝမ်းနဲ့ပါဟုတ်အကျဉ်းညာတော့ဒီလိုပေါ့ကျွန်တော်ဘာပြောလဲဆိုတော့အမှုပညာလုပ်မယ်ဆိုရင်ရေရှည်ပဲစဉ်းစားဆိုတော့ချက်ချင်းအောင်မြင်ဖို့ဆိုတာဘလုံးဝဖြစ်နေတယ်။အဲသူတို့ပြောတာရေရှည်ဘလောက်လုံးနိုင်လဲစဉ်းစား။ဒီတဘောကတော့ဘဝအတွက်အမှတ်တရပဲလုပ်မယ်ဆိုလို့ရှိရင်တော့အမှတ်တရလောက်နေပဲလုပ်။ အဲ့လိုမှမဟုတ်ဘူးတစ်သက်လုံးလုံးချင်းနေပြိဿကြားထဲမှာအမှုပြညာနဲ့နာမည်တစ်ခုကျင်နေဆိုရင်ရေရှည်ပလန်တော့စဉ်းစားစိတ်တကြလို့လို့မရအောင်ဆိုတော့ဘယ်လိုလူမျိုးမှအတိအကျပြောပြီးအောင်မြင်မယ်ဆိုတော့ပြောလို့မရအောင်ပြောလို့မရတဲ့ခါကျကိုယ့်ရဲ့ဇွဲလုံလဝရိယစူးစမ်းမှုအဲ့ဒီအခြေုံစောင့်ပြီးတော့ရေရှည်သွားနိုင်မယ့်ပလန်ကိုစဉ်းစားလို့ပြောတာအဲ့လိုမျိုးအကြံတွေတော့သူပြောပြီးပါတယ်ဇကားကြီးကတော့အများကြီးပဲအများကြီးပဲဆိုတော့ဇကားကြီးကတော့တိတ်တောင်မမှတ်မိတော့ဘောနော်အများကြီးဆိုတော့လေ ဟိုစကားထဲမှာလေဟိုစကားထဲမှာတရုတ်ဆောင်ပိုင်းကိုအရန်ဟိုဒါတရုတ်ဆောင်ပိုင်းကိုကိုကအားပေးခဲ့တဲ့သူဒါပေမဲ့အပြင်မှာလည်းတကယ်လေးစားပါတယ်ကိုကြီးကိုနိဟိုအရန်လည်းစိတ်ထားလည်းကောင်းတယ်ကိုဟိုဘယ်လိုပြောရမလဲစီနီယာဂျူနီယာမခွဲခြားပဲနဲ့ဟိုဘောနော်အဲ့လိုမျိုးညီမကိုဆိုရင်အခုလက်တွဲခေါ်ပေးတယ်ဘောနော်လက်တွဲခေါ်ပေးတယ်အကြံဉာဏ်နေအကောင်းဆုံးဉာဏ်ဉာဏ်နေပေးတယ်ဘောနော် အာနာကြောင့်မလို့ပို့ပြီးတော့ဝိစိတ်သက်ကိုပို့ပြီးတော့အဲလေးစားပြီးတော့အားပေးတယ်ဟုတ်ကလေးစားပြီးတော့အားပေးဖြစ်ပါတယ်ဟုတ်ကအရန်လဲကိုကြီးစကားကြီးကတော့ကြည်ဖြစ်တယ်ဒါပေမဲ့စကားနဲ့မဲ့ရမမှန်မိလိုက်ကြည်တာများလားကြည်တာများပါလူဆိုတာကျွန်တော်တို့ဆိုရင်ဒါဥက15နှစ်လောက်ကြိုးစားလာတဲ့အချိန်မှာနေရာတစ်ခုလောက်ရတယ်။တချို့ကျတော့3-4နှစ်လောက်နဲ့ကြိုးစားပြီးကျွန်တော်ထက်နေရာပိုရတယ်။ဒါကသူ့ရဲ့ကံတရားလေ။ဒါပေမဲ့ကျဝမ်းစာတော့ကျွန်တော်တို့ပဲမြင်မယ်။ အောင်မြင်မှုကတော့ကိုယ့်ထက်ကြော်ရင်ကြော်နေမှာဒါကလည်းသူ့ရဲ့ကံတရားနဲ့အတိတ်ဘဝကုသိုလ်ကံလေးကျွန်တော်တို့သွားရှင်လို့မရဘူးဒါပေမဲ့ဝမ်းစာတော့10နှစ်နဲ့15နှစ်လိုက်လို့မရဘူးလေ9နှစ်နဲ့10နှစ်လိုက်လို့မရဘူးလေဝမ်းစာဝမ်းစာပဲတပါးတပါးပဲစီနီယံစီနီယံပဲဂျူနီယံဂျူနီယံပဲဒါဟုတ်အဲငါလေးပြောလိုက်အောင်အားပေးပါဦးပြီးတိတ်ညီမရဲ့တရှင်လေးထွက်လိုက်လဲအားပေးပါဦးလို့ဒီရှင်လေးထွက်လာခဲ့တဲ့ကိုစိန်ငါးကြီးထဲမှာကျွန်တော်ရန်ကိုစိန်ငါးထားပါတယ်လို့ညီမလေးတချင်အသက်ဝင်သွားအောင်โอเคပေးတဲ့ကြီးလည်းအားပေးပါအောင်လို့ပြောချင်ပါတယ် 节日节麦。<music>